အားလုံးပဲမင်္ဂလာပါမောင်ပေါ်ထွန်းခနာဆန်းရိုင်းအပိုင်းဆန်းကဒီမှာကျွန်တော်ပြောမယ့်သမနာကြီးကျွန်တော်တို့နေရာဘာဖြစ်လို့ငင်းချင်းမရနိုင်ပါလဲအဲ့တော့ခရစ်စမတ်အကြိုညကြတော့ဒီကိုလာပြီးညဆောင်သုံးဆောင်ပါဟုတ်ပြီသိကောင်းပါလေကဲဒါပဲနော်သမနာကြီးမစ္စတာဝါဘက်ကတယ်လီဖုန်းပြန်ချက်ကညှက်ခုံးတွန်းလိုက်ပြီးရောသူအခုလိုလေလေလက်ခံမှမသိရင်ငါမဖိတ်ပါဘူးကဲဂရိစ် ်အယ်စမစ်ကိုခေါ်ပြီးဒီမိုကရက်နိုင်ငံသမားကြီးဘာအောင်စားစားကြီးကြိုက်တဲ့တလေဆိုတာတော့မေးကြည့်ပြီးတော့ဟုတ်ကဲ့ပါရှင်အင်းဒီကိုမွေးစားဖို့ကိစ္စအားလုံးပြီးပါပြီအရှုပ်ရှင်ဘာမှမရှိတော့ဒီစာချုပ်ပေါ်မှာမစ္စတာဝါဘတ်နဲ့တရားသူကြီးတို့လက်မှတ်ထိုးပြီးရင်အင်းဒီဟာမစ္စတာဝါဘတ်ရဲ့တရားဝင်သမီးလေးဖြစ်ပါပြီအိုးဒါနဲ့တခုမှတ်ထားစမ်းပါဦးဘုဒ္ဓဟူးနေ့မနက်၁၇နာရီအင်ဖြူတော်မှာတမနာကြီးနဲ့တော်ထေဖို့ရှိရယ်ဟုတ်ကဲ့ပါရှင် ်ထို့နောက်မစ်စွာရီကသူ့လက်ထံမှဆ ਾਇ ယစရံမြောက်ကိုတတိကြီးထံကမ်းပေးပြီကောင်းတယ်တိတ်ကောင်းတယ် grace ဒါနဲ့ tiffany ကပစ္စည်းတွေမရောက်သေးဘူးလားဟုတ်ကဲ့ရောက်ပါပြီရှင်မစ်စွာရီကအနီအောင်ဖဲချွတ်နဲ့စီထားတော့စိမ်းပြရအောင်အထုပ်ကလေးတစ်ထုပ်ကိုကမ်းပေးရင်ရောက်လာတဲ့မိနစ်ပိုင်းလောက်ပဲရှိပါသေးတယ်ကောင်းတယ်ကောင်းတယ်ငါကဒါကလေးကိုသူ့ကိုပေးပြီးသူ့ကိုငါသမီးဖြစ်ဝေးစားမယ်ဆိုတာပြောမလို့ ကဲဘယ်မှာလဲအင်းဒီသူ့အိမ်ခန်းထဲမှာပါဂီဟာကတငယ်ချင်းနေစီပေးဖို့စာရေးနေပါလေအေးကောင်းနေကောင်းနေအင်းငါဘွားကနောက်တော့ဘာဖြစ်လာမလဲဆိုတာမပြောတတ်တော့ပါဘူးမစ္စတာဝါဘက်ဒီရုတ်တရက်မျက်နှာညိုသွားကညီတော်လိုက်သည်ဘာမှတွေးဘူးနေစရာမရှိပါဘူးမစ္စတာဝါဘက်ဖြစ်လာသမျှအကြောင်းကောင်းမှုကြီးလို့သာသဘောထားပါမစ္စဝါရီကနှစ်သိမ့်စကားဆိုသည် သူမျက်လုံးရင်းလေးမျက်ရည်ဆိုလာသည် သူရေးလာတော့သူ့လို့ရှင်တထေကြီးသည်ယခုတော့စိတ်ဒီကနာမြင်ဖြစ်ကောင်းစိုးရင်တော့ကတွေဖြစ်နေပြီဒီအတွက်မစ်စွာရီကစာနာတနာမိသည်တကယ်တော့မစ်စွာရီသည်တထေကြီးအောင်တိတ်တခုချိန်ပြီးချစ်နေသည်မှာကြာလာပြီတထေကြီးကပြင်းမအောင်ပြင်းကြမ်းတမ်းခတ်တော်တယ်လို့ထင်ရပေမယ့်အတွင်စီကြတော့အလွန်နှူးညံ့သည်အကျဉ်းနာတရားရှိသည်ယခုအင်းဒီကလေးမှာအချမ်းသာဆုံးတထေကြီးမွေးစားသမီးဖြစ်ရတော့မှာမို့မစ်စွာရီသည် ဝမ်းသာလုံးကြီးမျက်ရည်ပင်လေမိသူ့ကိုပြောပြလိုက်ရင်တော့အင်ဒီယောဒီကွာမှာအပျော်ဆုံးမိန်းကလေးဖြစ်သွားတော့မှသိကြတယ်မင်းပြောတာမှန်တယ်ဂရိစ်ငါလည်းမင်းပြောသလိုစိတ်ချမ်းသာအောင်ကြိုးစားပါမယ်ကဲသူ့ကိုသွားခေါ်ပါဟုတ်ကဲ့မစ္စတာရဒီပြုံးချက်စွာဖြင့်အခန်းထဲမှထွက်သွားသည်အတော်မီမာပင်အင်ဒီကလေးနဲ့အတူပြန်ဝင်လာ၏အင်ဒီဒီအပြာနှွေးအောင်ဂရီဘာဝတ်စုံကိုဝတ်ပြီး ဖြူရောင်တယေရှုဖနဲ့စီထားသည်ကဲနှစ်ယောက်သားနေလိုက်ကြအောင်ပြောပြီးမစ်စွာရီကအခန်းထဲမှ ပြန်ထွက်သွားသည်တကောင်ပြန်ပိတ်သွား၏ဘယ်နဲ့တမီလေးဒီမှာနေရတာပြောရလိုက်ဟုတ်ကဲ့ပြောပါရယ်ဘဘကြီးဘဘကြီးနဲ့အန်ဒီဂရစ်စတိုကိုလေအများကြီးကျေးဇူးတင်ပါတယ်မစ္စတာဝါဘက်ကသူ့ကိုဘာကြောင့်များခေါ်ပါလိမ့်ဂီယာမာနေတော့ကမစ်ဆန်နီကန်ကြီးရုံးခန်းထဲလာရင် အခုတ်ခံရပြီဆိုလျင် ဘယ်တော့မှမင်္ဂလာတရင်ကောင်းမချခဲ့ရဆဲဆူဂျေမောင်အထုထောင်းခင်ခဲ့ရသည်ကြီးဖြစ်နေကောင်းမရလားဘဘကြီးအင်းဒီကအရေးဆုံးကြီးမိလိုက်သည်အေးအင်းကောင်းပါလေကောင်းပါလေငါစောက်ဝဘိုက်လက်တွေမတိမသာတုံနေသည် သူကစပွဲပေါ်မှာဆောက်ရမြောက်ကိုကောက်လန်ရင်အင်းဒီသမီးနဲ့ဘဘတို့နေအောင်အရေးကြီးဆွေးနွေးရမယ့်အချိန်ရောက်လာပြီအော်ဘဘကြီးကသမီးကို ဂေဟာပြန်ဖို့မယ်ဆိုတော့အိုးအဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ဘူးဘဘကြီးကသမီးကိုလူကြီးကြလို့သဘောထားပြီးဆွေးနွေးခြင်းလုံးပါဟုတ်ကဲ့အင်းဒီဒီမစ္စတာဝါဘက်ဤမော်ဂနီစပွဲရှိမှာအညွှန်းအောင်တရေဖုံကလထန်ကြီးတွေတင်းကြီးစွာထိုင်နေသည် မစ္စတာဝါဘက်ကဆက်ပြောသည်အဲ့တော့ရှေ့ဆက်မပြောခင်သမီးတီအောင်ဘဘကြီးအကြောင်းကိုအရင်ပြောပြမယ်မစ္စတာဝါဘက်ဒီအလွန်စိတ်လှုပ်ရှားနေသည် ထိုင်ရမထကအခန်းထဲတွင် ခောက်တခောက်ပြန်ရှောက်သွားနေသည်ပြီးတော့မှတပကြီးဟာနယူးယောက်မြို့ကငရဲဘုံလို့ခေါ်ရီစင်းရသားရက်ကွက်မှာစစ်စစ်ရဲရဲနဲ့မွေးလာကြရတယ်တပကြီးစင်နေသားမပြည့်ခင်မှာပဲမိဘနှစ်ပါးစလုံးစုံသွားခဲ့ကြရတယ်ဒါနဲ့ပမကြီးဟာတနေ့ကျတော့တနည်းနည်းနဲ့တထေးကြီးဖြစ်ရမယ်ဆိုပြီးကိုကိုကိုအထိတ်ထန်ပြုလိုက်တယ်အဲ့ဒါသိကောင်းတာပေါ့ဒီလိုနဲ့ဘဘကြီး23နှစ်သားရဲမှာ ဒေါ်လာတန်းချမ်းသာတဲ့လူဖြစ်လာခဲ့။နောက်ဆယ်နှစ်ကြာတော့ဒေါ်လာတန်းတရာချမ်းသာလာတယ်။အဲဒီချိန်ကဒေါ်လာတန်းတရာဆိုတာနင်းနေတော့မဟုတ်ဘူး။ဘဘကြီးဟာပတ်စံသာရမယ်ဆိုရင်ဘသူကမှမညာဘဲရတဲ့နည်းနဲ့ရအောင်ယူခဲ့။အဲဒီတော့ကဘဘကြီးယုံကြည်ထားတာကိုကြီးဝမယ်ဆိုရင်ဘသူမျက်နှာမှကြည့်မိနေ။ဒီထက်ဒီထက်ကြီးဝအောင်သာအမြဲတမ်းကြိုးစားဖြစ်တဲ့နည်းနဲ့ဖြစ်အောင်ကြိုးစား။ဘဘကြီးကအဲ့ဒါလိုယုံကြည်ခဲ့ရဲ့။ဒါပေမဲ့ အခုသမီးလေးဒီကိုရောက်လာပြီးတဲ့နောက်မှာတော့ဗမာကြီးဟာဧည့်သည်လို့မယုံကြည်တော့ဘူးဗမာကြီးရဲ့အမြင်တွေလုံးဝပြောင်းလဲသွားပြီလူတွေဟာပတ်စံဘလောက်ဖြစ်ရှိရှိကိုနဲ့တူတဲ့လုံးနေသောမဲ့ဘဝဖို့မရှိရင်လည်းကားပဲလူဘဝဆိုတာလေဘာမှအဓိပ္ပာယ်မရှိတော့ဘူးငရဲရောက်နေရတဲ့အထူးတူပဲဗမာကြီးပြောတော့ကိုတမီသဘောပေါက်ရလားဟုတ်ကဲ့ပေါက်ပါရဲ့ဗမာကြီးတကယ်တော့အင်ဒီကကောင်းကောင်းသဘောမပေါက်ဖေးညာပြောလိုက်ချင်တာဖြစ် အေးကောင်းနေကောင်းနေဒီနောက်စပွဲပေါ်မှာအထုပ်ကလေးကိုကောက်ယူပြီးအင်းနီစီကန်ပင်မနေ့ကဘာမကြီးတီဖနီကုံတန်းရောက်သွားတော့သမီးအတွက်ဒါကလေးဝယ်လာခဲ့စာရင်းလေးထိုးထားတယ်။အိုးသမီးတို့ဟုတ်လားကျေးဇူးတင်လိုက်တာဘာမကြီးရေဘာမကြီးကသမီးကိုတိတ်ပြီးဂယူဆိုင်တာပဲနော်သူကအထုပ်ကလေးကိုဂမန်ကရန်ဖောက်ဖွင့်လိုက်သည်ငွေလောက်ကကျိုးလေးတကုန်ဟဲ့ အင်းဒီကအတန်တတိကလေးပြင်အော်ပြောလိုက်သည်တကယ်တော့တတိကြီးလက်ဆောင်ကြောင့်သူ့မှာဝမ်းမတနိုင်ရှာဒါသမီးတို့ဘဘကြီးတမင်ဝဲလာတာသမီးလည်းပင်မအခုဆွဲရတာကအဟောင်းကြီးမဟုတ်လားပြီးတော့ဆွဲပြလေးတစ်ချမ်းပဲ့နေတာကိုလေဘဘကြီးသတိထားမိလို့အခုလိုအသေးဝဲလာတာကျေးဇူးတင်ပါတယ်ဘဘကြီးအင်းဒီကဟန်ဆောင်စကားပြောလိုက်သည်ဒါကလေးချွတ်ပြီးအစ်စ်ဆွဲရအောင်အိုးမလုပ်ပါနဲ့သမီးဆွေချွတ်လေးမချွတ်ပါနဲ့ ။တမီးအစ်စ်လေးမလို့ခြင်းဘူး။ဘယ်ဘလူဖြစ်ရတာလဲအင်းဒီ။မစ္စတာဝါဘက်ကအင်းဒီတင်းမတော့တုံ့ပြန်မှုကြောင့်အံ့အားသင့်သွားမိ။အင်းဒီကသူ့ဆွေကျိုးလေးကိုတရုတ်တရကန်ဆန်ရင်ဒီလော့ကကျိုးလေးကတမီးကိုဖိဖိနေမိမိတို့ကမိရမက်ကီယာမှာထားပစ်ခဲ့တော့ကပေးထားခဲ့ရ။သူ့မျက်နှာရင်းမျက်ရည်များစီးကြလာကြသည်။သူကအာတင်မိ။ပြော့ဆောင်လေးဆောင်လေးရေးထားခဲ့ကြတယ်သူတို့တနေ့ကြတော့တမီးကိုပြန်လာခေါ်မေးတယ် တမီခုလိုခရစ်စမတ်ပွဲအတွက်ဘဘဂျီယိုစီရောက်လာတာတိတ်ပြီးဝမ်းသာပါတယ်။ဒါပေမဲ့အင်းဒီကရှိတ်ခငင်ကငိုသည်။ဒါပေမဲ့အိုးတမီဘလို့ပြောရမလဲ။တမီကတမီကတခြားပါကိုမှမလူချင်ပါဘူး။ဖဖေနဲ့မေမေတို့ကိုပဲတိတ်ပြီးတွေ့ချင်ပါတယ်ဘဘဂျီ။ချကလေးတွေလိုတမီလည်းဖဖေမေမေတို့နဲ့တိတ်ပြီးနေချင်ပါတယ်။ တစ်ဖက်ခန်းထဲမှာရှိနေသောမစ်စမာရီကအင်းင်းကိုတင်ကြ၍အခန်းထဲဝင်လာ၏။အင်းဒီကမစ်စမာရီအားပြည့်ဖက်ပြီးရှက်ကြီးနေငေငိုနေသည်။အိုးအင်းဒီအင်းဒီဘာလို့ငိုရလဲကလေး။ကဲကဲထိတ်ပါတော့ထိတ်ပါတော့ကွယ်။တမီးရဲ့ဖေဖေနဲ့မေမေတို့ကိုဘာမှလို့ရှာပြီးမှာပေါ့။တွေ့အောင်ရှာပြီးမှာပေါ့နော်။ကဲကဲထိတ်ပါတော့တမီးရဲ့ထိတ်ပါတော့မင်းစွာရေကအင်းဒီလီအောင်ပွေဖက်ထားရင်မှစပင်းများကိုပုတ်တက်ပေးနေ။ မစ္စတာဝါဘက်ကဘာလို့ရမှမသိပေအခန်းလေရရင်ရင်တူဝီနေလေသည်ခဏကြာတော့မှကဲငါသူ့အတွက်ဘရန်ဒီတစ်ခွက်သွားယူလိုက်မယ်သူသည်မျက်လုံးများတွင်မြည်ဆိုရင်အခန်းထဲမှထွက်သွားသည်တော်တော်ကလေးကြာတော့အင်းဒီအငူတိတ်သွားသည်သူသည်မစ္စဝါရဲ့ရင်ခွင်မှထွက်ပြီးရလိုက်သည်မြည်ရီတွေကိုလက်နဲ့တုံရင်ညှိုးငွင့်စာပြုံးလိုက်ပြီသမီးကိုခွင့်လွှတ်ပါအန်ဒီအိုးခွင့်လွှတ်ပါရယ်ကွယ်ခွင့်လွှတ်ပါရယ် မီးငိုရာအန်ဒီတို့စိတ်မဆိုးပါဘူးတခြားကလေးတွေလေတမီးလိုပဲငိုကြပဲအဲ့တော့တမီးငိုခြင်းကိုပါအောက်ထောင်ဆရာမလို့ဒါပေမဲ့အခုချိန်ကစပြီးတမီးငိုဆရာမလို့တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဖဖကြီးကတမီးရဲ့ဖေဖေမိမိတွေကိုတွေ့အောင်ရှာပေးမှာပါဒါကတော့တမီးရောက်မှာဖဖကြီးကဘာမှမဆိုဖြစ်အောင်လုပ်နေနေပုံကိုကြည့်ပဲလူရဲ့ရင်တမနာကြီးတို့နိုင်ငံဘောင်းချုပ်အသင်းကြီးတို့ရဲ့အကူအညီကိုတော့တောင်းလို့ရနိုင်တယ်လူကွယ် ဝမ်းသာလိုက်တာအန်နီရဲ့ဘဘကြီးကတိတ်ပြီးအာနာရှိရဲ့လူကြီးပဲနော်ဒါပေါ့မစ်ဝါရီကပြုံပြီးပြောသည်ထိုချိန်တွင် မစ္စတာဝါဘက်မှသူ့အိတ်ခံနေသူရောက်နေသူသည်အင်းနီတို့ယူလာသောဘရန်ဒီဖန်ခွက်ကိုမောက်တော့လိုက်ပြီးနောက်တယ်လီဖုန်းကိုကောက်ကန်ကဝါရှင်တန်မှဂျေအက်ကဟူဝါထံသို့ဆက်သည် အကာဟူဝါမှပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ညွှန်ကြားမှုဖြစ်သည်အကာလားဝါဘက်စကားပြောနေ ကျုပ်အတွက်အထူးကိစ္စတစ်ခုအရေးတကြီးကူညီပါနယူးယောက်ကကလေးမလေးတယောက်ရင်မိဘတွေကိုလိုက်ရှာဖို့အတွက်ခမားစီကစုံတော့90လောက်လိုချင်နေတရက်ထဲနဲ့လေးကိစ္စပြည့်ရှင်ပြန်မေးလာနဲ့ချီပြီးလေးကြာချင်းကြမေးကြာချင်းတော့ကြာပါသူတို့ကိုချက်ချင်းတာဝန်ပေးပါကုံကြရဲ့စိတ်တွေအားလုံးကျုပ်ပေးပါမေးကုံချင်းတော့ကုံပါစေဒီတော့ခမားလူတွေဘယ်တော့အလုပ်ဆောင်နိုင်ပါလဲဟုတ်ပြီကောင်းနေမနှက်ဖြန်ကစားပြီး ဲကြီးမဲကြီးလိုက်ရှာကြဖို့ခမားလူတွေကိုတည်တည်ကြောင်ညွှန်ကြားပေးပါထို့နောက်မစ္စတာဝါဘက်ကအင်းဒီမိဘများ၏နာမည်နှင့်အခြားလူအသည့်ချက်လက်များကို FBI ညွှန်ကြားမှုအောင်ပြောပြလိုက်သည်ပြီးတော့တယ်လီဖုန်းကိုပြန်ချကောင်းစာချီကန်တဲ့သူပြန်ဝင်လာပြီးအင်းဒီကလေးနောင်မှာစီမွေရင်အင်းဒီတမီလောက်ကကျိုလီဘဘကြီးကိုပေးစမ်းဟင်ဘာလို့မလို့လဲဘဘကြီးကိုတမီပြောထားပြီးပြီပဲ ဟုတ်ပါတယ်အဲ့တော့ဘာဘာကြီးသိဒါပေမဲ့ဒီဆွဲကြိုးလေးကအကောင်းဆုံးသဲလွန်စာဖြစ်နိုင်တယ်ဒီဆွဲကြိုးကို FBI ကိုပေးလိုက်ရင်ဘယ်ဆိုင်ကဝယ်တယ်လဲဆိုတော့သူတို့လိုက်ပြီးစုံစမ်းထောက်လှမ်းကြလိမ့်မယ်ဒါဆိုရင်ဒီဆွဲကြိုးကိုဘယ်သူဝယ်သွားလဲဆိုတာသိရလိမ့်မယ်ဟုတ်ကဲ့ဒါဆိုရင်တော့ယူပါဘာဘာကြီးအင်းဒီကသူ့လော့ကက်ကြိုးလေးကို ချုပ်ပေးလိုက်ပြီးတော့သူခိတ္တဆန်းစားနေပြီးနောက်အင်းကြီးအိတ်ထဲသို့လက်နက်ပြီးစတုတ်ကလေးကိုဆွဲထုတ်ပေးလိုက် စာတုပ်ကလေးကိုမစ္စတာဝက်ဘတ်အောင်ကမ်းပြီးဒီစာကလေးကိုလေသူတို့ကိုပေးလိုက်ပါဘဘကြီးအေးသိကောင်းတဲ့စိတ်ကူးပဲအင်းဒီတမီးဆောင်မိသားကြီးနေပါတမီးရဲ့ဖေဖေနဲ့မေမေတို့ကိုအထွေးတွေအောင်ဘဘကြီးစူးစမ်းပြီးရှာပေးပါမယ်လိုအပ်ရင်အမေရိကန်တပြည်လုံးကအိမ်တော်ရှင်တွေအကုန်လုံးတိမ်တဲ့တိမ်စင်ပြီးလိုက်စင်မယ်စိတ်ချတွေ့ကိုတွေ့ရမှာပဲတိတ်မကြနိုင်ပါဘူးရပိုင်တွင် တွေ့ကိုတွေ့မှာပဲ တကယ်ပြောရလားဘဘကြီးတကယ်ပြောတာပေါ့အိုးတမီးဝမ်းသာလိုက်တာဘဘကြီးဒါဆိုဟုတ်ပြီဂေဟာကတမီးတငယ်ချင်းနေစီဒီချောင်းစာရေးလိုက်အောင်မင်းထို့နောက်တင်တော့အင်းဒီကလေးသည်သူ့အိမ်ခန့်သို့ပြေးထွက်သွားတော့သည်မစ္စဝါဘက်ကမစ္စဝါရီယာအခန်းထဲမှထွက်သွားရင်အရေးကြီးပြလိုက်မစ္စဝါရီထွက်သွားတော့စာကြည့်ကန်းထဲတွင် မစ္စဝါဘက်တယောက်ထဲသာကျန်တော်သည်သူသည်ရုတ်တရက်ပါလို့ရမှန်းမသိဖြစ်နေသည် ပြီးတော့မှစပွဲဥမာဆိုင်များကိုဇက်ခနဲ့ကောက်ယူပြီးနောက်ကြက်မြင့်မော်သူလွှင့်ပစ်လိုက်ထုံနကလက်ထိုင်တွင် လေးလံစွာပြန်ထိုင်ချလိုက်သည်ပြီးတော့တက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက်တကူရီညီပြောပြောနေအင်းသွားပြီငါ့ဖို့မျောလင်းစရာလုံးဝမရှိအောင်ငါသူ့မိဘများကိုရှာလို့တွေ့ရင်တော့ငါအနေနဲ့အင်းဒီလေးကိုလက်လွတ်ရတော့မှာပါလားဒီနောက်တော့မစ္စတာဝက်ဘက်ဒီမျက်နှာကိုစပွဲရင်အကောင်ဝမ်ဆုပ်ပလက် ငိုချလိုက်လေတော့သည်ကျမဆိုအဆပြုတ်ခဲ့ပြီမှန်ပါသည်မစ္စတာဝေါ်ဘက်ကဂတိတည်ပါသည်သူသည်အခြားလူတွေကိုဘေးချိတ်ထားလိုက်ပြီနော်အင်းဒီမိဘများနိုင်ငံအနှံ့ပိုက်စိတ်တိုင်းရှာဖွေးလုပ်ငန်းကိုတော့နေရောညပါမနာရင်ဆောင်ရွက်တော့သည်နောက်တနည်းမနေ့ကျတော့အမေရိကန်ပြည်တော်စစ်တဝန်းရှိသတင်းစာများတွင်ထိုသတင်းသည်မျက်နှာဖုံးသတင်းကြီးဖြစ်ပါလာသည်ထို့ပြင်တနိုင်ငံလုံးရှိရေဒီယိုတန်လင်းဌာနများမှလည်းတစဉ် အင်းဤမိဘများတို့မေတ္တာရခန့်ချက်ကို တနအိချစီရက်ဆက်တန်းလွင်သည်တချိန်နေတွင်ပြည်အောင်စုစုံစမ်းထောက်လန်းရေးဖွဲ့မှစုံတော်များကလည်းအင်းဤမိဘများအားရှာဖွေလုပ်ငန်းကိုအပူတပြင်းလိုက်လံထောက်လန်းလျက်ရှိသည်ထို့များသာမကသည်ဝါဘက်စက်ရုံများမှအလုသမာပေါင်း2000ကျော်တို့ကလည်းအင်းဤမိဘများအားရှာဖွေတွေ့ရှိရေးအတွက်တနိုင်ငံလုံးသို့ဖြန့်ကတိန်စင်တိန်တဲ့လိုက်လံစုံစမ်းနေကြသည် ထို့ပြင်အထူးငားရမ်းထားသောလေရင်ပြန်မန်းကလည်းမြို့ကြီးတိုင်းပေါ်မှာပြန်တန်းကအင်းဤမိဘများခင်ဗျာတတိကြီးအော်လီဗာဝါဘက်နေအမြန်ဆုံးဆက်သွယ်ပါဟုသောကြောညာဆိုင်ရများကိုလေရင်ပေါ်မှာနေတိုင်းကြေချလျက်ရှိသည်ဤသို့ဖြင့်48နှစ်အရွယ်တွင်မှပင်အင်းဤမိဘနှပါရှောင်းဝန်တို့တရင်ကိုတပြီလုံးတိကုံကြတော်သည်သို့တော်လေအင်းဤမိဘများရေးသားထားခဲ့သောစာအကြောင်းနှင့်အင်းဤအားပေးထားခဲ့သောလော့ကက်ဆွေချိုကလေးအကြောင်းကိုတော့မစ္စတာဝါဘက်က လုံးဝတရင်ထုတ်ပြန်ခြင်းမပြုသည်ဒီကိစ္စကတမီးလေးရဲ့အဖေနဲ့မေတို့သာတိတဲ့ကိစ္စပဲအဲဒီတော့အဲ့ဒီထဲမှာပါတဲ့အကြောင်းတွေကိုသိပြီးလောကတစ်ချမ်းထုတ်ပြနိုင်တဲ့လူတွေမှသာတမီးလေးရဲ့မိဘနှစ်ပါးအစ်စ်မှန်ဖြစ်တယ်လို့ယူဆရလိမ့်မယ်ကွယ်ဟိုမစ္စတာဝါဘက်ကပြောသည် ဟုတ်ပါတယ်ဘဖကြီးအဲ့ဒါမှတမီးရဲ့မိဘတွေပါလို့မဟုတ်ဖ ೇನೆ လိန်ညာပြီးလာပြောမဲ့လူတွေအနေနဲ့မလာရေးကြမှာအင်းကြီးကထောက်ခံသည် ဒါပေါ့စစ်ပေါ်သမီးရဲ့တတိကြီးကလေပြန်ပြီးထောက်ခံလိုက်သည်ခရစ်စမတ်ပွဲတော်ရဲ့မတိုင်မီရန်နေငယ်ကြောင်းနိုင်ငံအနံရှောင်းဝန်တော်ဖွင့်ပြီးနောက်နှားရမြဖြစ်သောအင်္ဂါနေ့ကျတော့အင်းဒီနေမစ္စတာဝါဘတ်တို့သည်အမေရိကန်နိုင်ငံ၏လူကြိုက်အများဆုံးအတန်လင့်အစီအစဉ်တွင်အထူးဧည့်သည်တော်များဖြင့်အတန်လင့်ဌာနသို့ရောက်ရှိနေကြ၏ရင်းအစီအစဉ်မှာနာမည်ကျော်လူရှင်တော်အဆိုကျော်ဘတ်ဟယ်လီဦးဆောင်သော အောက်ဆီဒင်အပြုံးကပါအစီအစဉ်ဖြစ်သည် ဟယ်လီနဲ့အတူအမျိုးသမီးကလေး၃ယောက်ညနေဖုန်းဆော့အစီအစဉ်ကျင်းညသူဂျင်မီဂျွန်စတုန်အသက်တိတ်စကားပြောသူဖရက်မက်ကင်ရက်ကန်နဲ့သူ၏ကိုပေါဝက်ကီရိုလေးပါဝင်ကြသည် အစီအစဉ်ဆလျင်သူတို့ကတချင်နေဆိုပြီးရေစရာတွေပြောကြသည်သို့တော်လေအင်းဒီနဲ့မစ္စတာဝါဘတ်တို့ကတော့မရေမပြုံးနဲ့စင်မြင့်မော်ရင်းစိတ်လှုပ်ရှားစွာပြင်သောထိုင်းနေကြ၏